ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တက္ကမရဲ့အဲ့လောက်ကြီးစဉ်းစားစရာမလိုပါဘူးကောင်လေးတို့ကအိမ်ပိုင်ချမ်းပိုင်နေဗျာစားနိုင်တောက်နိုင်တဲ့မိသားစုကတော့မှလေလေယာဆိုင်ခင်းတွေအများကြီးရှိတယ်နောက်ထပ်ဘာလို့ဥမာလေးဗျာ တက္ကမရဲ့သမီးကိုချင်းမြင်မြောက်စားပြီးထားမှာတွေ့တဲ့သူတိုင်းကလည်းတက္ကမယူဝေရဲ့တမက်ကကောင်းကင်ဘော်ကနေစဉ်တက်လာတာလားလို့တောင်အောက်မိနေအောင်မှာဖုံဖုံရေတက္ကမကတော့တီတော်ဆက်မှုသဘောကျတယ်ကောင်းလေးဖက်ကမိသားစုလည်းမေးကြည့်လိုက်ပါအောင်ရှင်ဒီလိုမှဘောတက္ကမရဲ့ဒါဆိုမင်္ဂလာဖိတ်စာတွေဝေလို့ရပြီကောင်းလေးဘက်ကမိသားစုကအစာကလေးရသမီးလေးစုကြီးကိုသဘောကျနေကြတာဖုံဖုံတို့လည်းစွန့်ကပ်ဖို့ပြင်ထားလိုက်တော့အမြဲတမ်းသူတို့သားနယ်တူတီဝိုင်းအဖွဲ့ကိုပါခေါ်ပြီးတော့ရောက်လာခဲ့မယ် ဘုံဘုံကလည်းစကားကောင်းပြောတတ်တာပဲဟုတ်ပါပြီရှင်မင်္ဂလာပါရန်နေငယ်ကြားရင်းနောက်မှာတော့အိမ်နဲ့အိမ်လုံးကမင်္ဂလာဆောင်အတွက်ပြင်ဆင်ကြရတာပေါ့စုရင်နဲ့ရာဇာတို့ကတခန်းတနာနဲ့မင်္ဂလာဆောင်ပြီးတဲ့နောက်မှာတော့ရောက်ခမရင်ကိုရောက်လာခဲ့ပါတယ်ကိုရောက်ခမမိသားစုရဲ့ခရင်ဒီပိစားတတ်တဲ့အကျင့်ကိုတည်သွားတဲ့အချိန်မှာဘာရီဖြစ်လာနိုင်မလဲညာကြီးမြင်မြန်လာခဲ့တော့ထွေးမအိမ်တကားဘောက်ရောက်နေပြီလာပါပြီရှင် ုံမြကြီးကချွေးမအစ်စ်ကိုကြိုဆိုလိုက်ပါတော့တယ်။ဝင်ခဲ့လေချွေးမငယ်လေးတင်းအားနဲ့သမီးကိုကြိုဆိုပါတယ်။ဝင်လာခဲ့လေညီမလေးအမအားလုံးနဲ့မိတ်ဆက်ပေးမယ်။အမတော့ညီမရဲ့လင်ညီမတီတာဒါရောင်းမနျောက်ခတ်တာမြက်တာပြီးတော့သူအမတ်ငယ်လေးသူတာဒါတော့အမရဲ့ကလေးမြောက်ရေးရင်နဲ့ဟေမာတဲ့။ဟယ်လိုအန်ဒီအမေရင် TND ကရောတားတို့ကိုနေတိုင်းခရမ်းသီးချက်ချွေးမှလာတားရောတားအကြိုက်ခရမ်းသီးနဲ့စားမှာ။ ငါတော့အန်တီကိုခင်းသည့်ဆက်ဆက်လေးချက်ခိုင်းပြီးတော့နင့်ကိုတည်ရကြအောင်လှုပ်ပြပြီးစားမှာဒီချိန်မှာတော်မြတ်ကြီးကခနီးနှစ်ယောက်ရဲ့စကားကိုဝင်းဖြတ်ပြီးတော့ကလေးတို့လည်းအနားယူဖို့တွားကြတော့တာလီယာစာချွေးမလေးကိုလည်းအခန်းထဲခေါ်သွားလိုက် သူလည်းပင်မန်းနေရောပေါ့ကွယ်နောက်နေ့တည့်ရက်မှာစုကြီးကရေချိုးပြီးအခန်းထဲမှာပြင်ဆင်နေတဲ့အချိန်ကျောင်းမငယ်မြစ်တာကရောက်လာခဲ့ပါလေအမကိုအမေကမိဖို့ကြောင်နဲ့လာဖို့ခေါ်ခန်းလိုက်လို့လေအောက်ထပ်ကိုဆင်းလာခဲ့နော်အင်းအင်း ညီမလေးသွားနဲ့အမနောက်ကနေလိုက်လာခဲ့မယ်။ကျွေးမကမိဖို့ကြောင့်လေးကိုရောက်လာတဲ့အချိန်မှာတော့မိဖို့ကြောင့်တစ်ခုလုံးကခရမ်းသီးတွေနဲ့ပြည့်နေပါတော့တယ်။ငါမိဖို့ကြောင့်နဲ့ရောက်လာလားခရမ်းသီးဆိုင်ခင်းနဲ့ရောက်သွားလားမသိဘူး။မဟုတ်မှလွယ်ရောငါမျက်စိဖွင့်မင်းများအိမ်မက်မှတ်နေလားမသိပါတော့။တလောက်ခရမ်းသီးတွေအများကြီးဘာလို့မလုပ်လဲမသိဘူး။ဘာဖြစ်လို့လဲဆူကြီးမိဖို့ကြောင့်နဲ့ခြေချတာပဲရှိသေးတယ်။မျက်နာမှာသွေးတော့မရှိတော့ပါလား။ချွေးမတီတာရဲ့ ဘာလို့ကိုရဲ့ညီမစားနှောင့်နေရလဲချွေးမကြီးညမြန်လေးမုံအချိုလောက်ပြီးတော့မီးပေါ်ပူစော်လိုက်ပြီးတော့ထမင်းချက်ဖို့လောက်တော့အမေအိမ်မှာဘာလို့ခဲသီးတွေအများကြီးဝယ်ထားတာလဲအလူလောက်မလို့လားမဟုတ်ပါဘူးသမီးရဲ့ဒီခဲသီးတွေအလုံးကအိမ်အတွက်လေရောက်ခမရဲ့စကားကိုနားထောင်ပြီးတော့စုကြီးကအံ့ဩသွားခဲ့ပါလေဒါပေမဲ့အမေဒီလောက်ခဲသီးအများကြီးကဘာလို့မလို့လဲသမီးတို့မိသားစုလေးပဲစားမအောင်အဲ့လောက်အများကြီးမလို့ပါဘူး ပြီးတော့အများကြီးချက်လို့မကောင်းရင်အလကားဖြစ်သွားမှာပေါ့အမရေတလောက်အများကြီးခင်းသီးတွေကိုတမျိုးတည်းချက်မှာမှမဟုတ်တာ တကယ်ဆိုအမညီမလေးတို့တယောက်ချင်းစီရဲ့အကြိုက်ကိုလိုက်ပြီးတော့တမျိုးစီချက်ပေးရမှာညီမလေးအတွက်ကတော့ခင်းသီးချက်ပေးလိုက်အမညီမလေးအတွက်ကခင်းသီးဟင်းကိုမှဆက်ဆက်လေးချက်ပေးနော်ကောင်းပါပြီကွယ်ညီမရေအမအတွက်ကခင်းသီးကြော်ချက်လှုပ်ပေးလိုက်အဖေနဲ့အမေကတော့ခင်းသီးနှက်စားလိုက်မယ်မောင်လေးနဲ့ညီမရဲ့အကူအတွက်ကခင်းသီးအနှက်ပါပြောလိုက်တယ် ခင်သည်အနှစ်ဟုတ်လားဟုတ်တယ်အဲ့ဒါလဲချင်းချင်းဆက်ဆက်လေးကြောက်ပြားနဲ့ကြိတ်ပြီးတော့ပေါ့ဖះရေလူတွေမဟုတ်ပဲခင်သည်တရေတွေပါလားတယောက်ကခင်သည်အနှစ်နောက်တယောက်ကခင်သည်နှက်နောက်တယောက်ကခင်သည်ဟင်းနဲ့လားငါတော့ခင်သည်နဲ့ညားရပြီပဲဟိစိတ်ညစ်ညစ်နဲ့စုကြီးကခင်ရင်သည်ကိုလှီးနေတော့တာပေါ့ဒီချိန်မှာခင်ရင်သည်တဲကနေလောက်ကောင်တွေထွက်လာခဲ့ပါတယ်အာဖះရေလောက်ကောင်ကအကြီးကြီးပါလား အရင်ချိန်မှာရောင်ကြားဖြစ်သူရာစာလေးရောက်လာခဲ့ပါတယ်။ကိုရာစာရေးပါကြည့်နေရလဲပြစ်လိုက်လေ။အဲ့နောက်မှာရာစာကလောက်ကောင်ကိုယူပြီးပြစ်လိုက်ပါတော့တယ်။စုရီမင်းလောက်ကောင်ကိုကြောက်တယ်တယ်လား။အာအိုးငါပြုံးမယ်စကားတော့မိသွားတယ်။ကို့အတွက်ခရင်သီးကျော်လုပ်ပေးပါလားလို့။ခရင်သီးရဲ့နောက်ထပ်တမျိုးဟင်းပွဲကို နောက်ထောင်ပြီးတော့စုရီကအန်ကျိတ်လိုက်ပါတော့တယ်။ဒီမှာကြည့်ကျမအစကတည်းကစိတ်ညစ်နေတာလူတက်ချင်စိတ်ပါပေါက်လာမလုံနဲ့ထွက်သွားလိုက်တော့ သွားပါမယ်ကွာဒါမဲ့အစားအစာအတွက်နဲ့ဘာလို့ရံဖြစ်နေရတာလဲအခုတော့တေချာကြည့်ပြီးခန်းသီးလီးမှဖြစ်မယ်အရင်ဆုံးကောင်းတဲ့ခန်းသီးကိုရွေးပြီးတော့မိဖို့ပေါ်မှာခန်းသီးဟင်းအိုးတည်ထားလိုက်မယ်တနောင်းစရာကောင်းတဲ့ချွေးမာလီကတယောက်တည်းအလုပ်တွေအများကြီးကိုလုပ်ကင်နေရတော့တာပေါ့ဒီလိုနဲ့ပဲတနာရီကြာသွားပြီးတဲ့နောက်မှာရောက်ခမမိသားစုတွေစီးကနေပေါ်စီပေါ်စီတန်တွေကိုကြားရပါတော့တယ်အမေရေတမိပိုက်စာနေပြီဘယ်တော့မှတမိရဲ့ခန်းသီးဟင်းဆက်ဆက်လျာရမှာလဲ တကယ်ပါကျွန်တော်လည်းဘိုက်ဆောင်လုံးလို့ဘိုက်ထဲမှာကြွန့်တွေတောင်းညံ့နေပြီချွေးမရေအခုချိန်ထိခန်းသီးနှက်လောက်လို့မပြီးသေးဘူးလားမိဖို့ကြောင့်ထဲမှာအကြာကြီးဘာလုပ်နေရလဲပြီးပါပြီအမေအကုန်အစင်းသင်းဖြစ်နေပြီအကန်နေဝိုင်းတယ်ဖို့အတွက်ခက်တာနဲ့မြက်တာလွှတ်လိုက်ပါလားအမေအဲ့ဒီအချိန်မှာအလုတ်တခုရောင်းမာတွေကပြောလိုက်ပါတော့တယ်အမကိုယ်တိုင်ချက်ထားတာပဲ ਉਹ အမကိုယ်တိုင်ယူလာပြီးတော့ခူးကျွေးပါလားနော်ဟုတ်ပါပြီဟုတ်ပါပြီငါထမင်းချက်သမားဆိုတော့လေ ချွေးတွေနဲ့ဆူရွှဲနေပြီးတော့အလုံးကိုတက်ခင်းကျွေးလိုက်ပါတော့တယ်။ဒီချိန်မှာမတ်ဖြစ်သူကပြောလိုက်ပါတော့တယ်။ဝါးခရင်ဒီအနှစ်ကိုကြည့်ရတာစားကောင်းမဲ့ပုံပဲ။မြေမြေလေးစားကြည့်အောင်မ။ခရင်ဒီဘိတ်စားတွေရောက်ခမမိသားစုတစုလုံးကခရင်ဒီကျော်ခရင်ဒီနှက်ခရင်ဒီအနှစ်ခရင်ဒီဟင်းတွေကိုအပါတရားစားပြီးတော့လီတက်တော်တာပုံ။အဘသူရဲ့နှွားကလီတက်နေတာလေ။ဒီကနေမြေမြေလေးယူသွားပြီးတော့ခြီထားလိုက်။ဟဟဟ ရှင်ပါရလျှောက်ပြောနေရလဲကျမလေတက်တာရှင်ချွေးမရဲ့ခင်းသီးချက်တဲ့လက်ရာလေးရှယ်စားလို့ကောင်းတာခင်းသီးနှက်ဆိုရင်ပြောမနေပါနဲ့တော့လုံးဝကို first class ပဲကျေးဇူးပါမေညီမရေဒီညစပြီးထမင်းနှစ်နှစ်လုံးညီမလေးချက်ပေးတဲ့ခင်းသီးဟင်းနဲ့ပဲစားတော့မယ်ညီမလေးတော့ခါးညောင်းဖို့သာပြင်မေတော့ဟိဒီစကားကိုနားထောင်ပြီးတော့စုကြီးကမျက်နှာမေးသွားပါတော့တယ်ငါဘဝတော့သွားပါပြီရောက်ခမမိသားစုကိုတလောက်စားကောင်းခင်းသီးချက်ကျွေးပြီးတော့ ကိုယ်တေတွင်းကိုတူးလိုက်တာပဲတကယ်တကယ်တနောင်းစရာကောင်းတဲ့ချွေးမလေးစုကြီးကရောက်ခမမိသားစုကိုခရမ်းသီးဟင်းမျိုးစုံချက်ကျေးရတာကနေတိုင်းရဲ့အလို့တစ်ခုဖြစ်လာခဲ့ပါတယ်ညဘမရုံတော်ပါသေးတယ်ဒီညနောက်ဆုံးခင်းသီးချက်ရတာပဲခင်းသီးလည်းကုန်သွားပြီဆိုတော့နှက်ပြန်ကြရင်ဟင်းသီးရွက်အနှစ်ကိုကောင်းကောင်းလေးလှုပ်ဆောင်မှာပဲခင်းသီးဆိုင်ဆိုင်နဲ့ငါလည်းစိတ်ကုန်နေပြီတနောင်းစရာကောင်းတဲ့ချွေးမစုကြီးကဒီလိုတွေးပြီးဝမ်းသာနေတဲ့အချိန်မှာပဲ မဖြစ်သူနဲ့ရပတိဖြစ်သူတို့ကခင်းရင်းဒီတိမ်လုံးကိုဒိုင်ကနေဝေလာလိုက်ပါတယ်။သူတားရီတေချာကန်စားအာဟာခါတော့နာတော့ပြီကွာချွေးမကြီးဒီခင်းရင်းဒီတွေကိုလေဝင်အောင်လို့ခွဲထားလိုက်နော်အဖေရဲ့ဘာလို့ခင်းရင်းဒီတွေအများကြီးဝေလာရတာလဲအခုကຫນွေရသေးလေအားလုံးပုတ်ကုန်နေမယ်ခင်းရင်းဒီတွေကိုဈေးမှာရှော့စင်းနဲ့ရောင်းနေတာနဲ့အဖေလည်းအများကြီးတွေ့လို့ဝေလာခဲ့တာသမီး ဟင်းသီးတွေကိုဖုတ်ပြီးတော့တီချာလေးမဆလာတွေပါရိုးပြီးတုံးလိုက်အောင်ဟုတ်တယ်မကျန်တဲ့ခရမ်းသီးတွေကိုတော့ခရမ်းသီးတနက်လှုပ်လိုက်ခရမ်းသီးတနက်ဆိုတဲ့အတန်ကိုကြားပြီးတော့စုရီကရောက်ကတိအရှိမမဖြစ်သူကိုစူဟောက်လိုက်ပါတော့တယ်ဒီမှာမောင်လေးယူသွားပြီလားယခရမ်းသီးတနက်ဆိုတာကရှိလို့လားချွေးမရဲ့ဘာလို့ဒီလောက်တောင်စူပူနေရတာလဲတူတာသမီးရဲ့မှတ်လေခရမ်းသီးတနက်လှုပ်ပေးလိုက်ပေါ့ဟုတ်ကဲ့မေး စိတ်ညစ်ညစ်နဲ့ခင်းရင်းသီးဟင်းကိုချက်လိုက်ပါတယ်။အဲ့နောက်မှာရောက်ခမဖြစ်သူကမတ်တရက်ကြည့်ပြီးတနန်းစီယာကောင်းတဲ့စုရီကိုစူပူနေတော့တာပေါ့။ချွေးမရေဘလို့ဖြစ်ပြီးဖြစ်ဖြစ်ချင်းစီကြိတ်နေရလဲ။သူသေးချာချာအားနဲ့ဖိပြီးကြိတ်။ကြည့်အောင်မဆလာတွေကကောင်းကောင်းအမုံမဖြစ်သေးဘူး။တေချာကြိတ်ဆမ်းပါ။ဟုတ်ကဲ့မေ။မယုတ်သီးတွေမဆလာတွေအများကြီးကိုကြိတ်ရင်းကြိတ်ရင်းနဲ့စုရီရဲ့လက်ကဖူးယောင်လာခဲ့ပါတယ်။နောက်တော့စုရီကငိုရင်းနဲ့ခင်းရင်းသီးချက်ပေးပြီးတော့တိတ်ခင်းပေးလိုက်ပါတယ်။ ီလိုနဲ့ပဲရန်နေငယ်ကုန်ဆုံးသွားပါတော့တယ်။တခါတခါခရမ်းသီးလှိနေရင်းနဲ့လောက်ကောင်တွေထွက်လာတာကြောင့်အားလုံးကိုခူးကျွေးပြီးသူကိုယ်တိုင်မစားရရက်တွေလည်းရှိလာခဲ့ပါတယ်။ဒီလိုနဲ့ပဲစုကြီးရဲ့ဒုက္ခတွေကိုရာဇာကနားနေလာပြီးတော့အင်းကမိသားစုတွေကိုပြောလိုက်ပါတော့တယ်။အမေအားလုံးကခရမ်းသီးစားရတာကြိုက်မှန်ကျွန်တော်နားလည်ပါတယ်။ဒါမဲ့စုကြီးကခရင်ဒီစားရတာကိုမကြိုက်မှန်ကျွန်တော်တို့ကသတိမထားမိဘူး။သူကအခုတလောထမင်းတော်ကောင်းကောင်းမစားတော့ဘူး။တော်တော်လေးလေးအားနေလာနေတယ် ဒီချိန်မှာပဲမိဖို့ကြောင့်တွေကနေအုတ်ခွက်ပြုတ်ကြတဲ့အတန်းကထွက်ပေါ်လာခဲ့ပါတယ်။အလုံးကထပြီးကြိလိုက်တဲ့အခါမှာတော့ချွေးမရဲ့လက်ပေါ်ဟင်းတွေပြုတ်ကြပြီးလောင်သွားပါတော့တယ်။ချွေးမရဲ့သမီးရဲ့အာယုံကဘယ်ရောက်နေရလဲ။အခုကြည့်လက်တွေလည်းလောင်ကုန်ပြီ။ခင်းတိမချက်နိုင်တော့ဘူးဆိုရင်လည်းပြောလေ။ဘသူကအတင်းကျပ်လောက်ခိုင်းလို့လဲ။အမေတို့စားချင်တာနဲ့ပဲအဲ့ဒါကိုချက်ပေးရမယ်လို့မဆိုလို့ဘူးလေ။ဟုတ်ပြီလား။ဒီနေ့ကစပြီးခင်းတိချက်စရာမလိုတော့ဘူးနော်။ ဟုတ်ပြီနော်သမီးအဲ့ဒီစကားကိုနားထောင်ပြီးတော့စုကြီးကဝမ်းသာလွန်းလို့မျက်ရည်တွေပါစီးကြလာခဲ့ပါတယ်တကယ်လားယင်အမေခန်းသီးချက်စရာမလိုတော့ဘူးလားယင်သမီးနေ့တိုင်းခန်းသီးစားမဝင်ဘူးအမေသိရလားသမီးစိတ်ကြိုက်ပဲပြန်ရင်စားဖို့တောင်တန်းတာနေရတယ်ချင်းမဖြစ်သူကသူစားခြင်းနဲ့စားစရာတွေကိုပြောပြီးငိုနေတော့တာကြောင့်ရောက်ခမဖြစ်သူဒေါမြကြီးကပြောလိုက်ပါတော့တယ်။မငိုပါနဲ့သမီးရဲ့အမေသမီးစိတ်ကြိုက်စားစာတွေကိုအမေကိုယ်တိုင်ချက်ကျွေးပါမယ်။ရာစာရီ အခုချက်ချင်းဈေးသွားပြီးတော့တကီလိုပဲပြောင်းဝယ်လာခဲ့လိုက်။ယောက်ျားဖြစ်သူကပစ္စည်းတွေကိုဝယ်လာပေးလိုက်ပါတော့တယ်။ယောက်ကမနဲ့လင်ကြီးမကပေါင်းပြီးသူ့ရင်စိတ်ကြိုက်အသီးရွက်တွေကိုလည်းချက်ပြုတ်ကျွေးမွေးပါတယ်။သူ့ရီကလည်းသူ့စိတ်ကြိုက်စားစရာတွေကိုမစားရတာကြာနေတာကြောင့်အာပါဒိယစားလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲသူ့ရီရဲ့ယောက်ကမမိသားစုကခရမ်းသီးစားတဲ့အကျင့်ကိုဖျောက်ဖျက်ပစ်လိုက်ကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။